မင်္ဂလာပါ writer mathematics ကနေကြိုဆိုပါရစေဒီနေ့မှာတော့ဒီချေရ grade 12 mathematics ရဲ့ chapter 4 beta algebra သင်ခန်းစာရဲ့အပိုင်း15ကိုဆွေးနွေးမှာဖြစ်တယ်အပိုင်း15မှာဆွေးနွေးမယ့်အကြောင်းအရာက normal beta နဲ့ plane equation အကြောင်း normal beta လေးကိုအသုံးပြုပြီးတော့ plane equation formula လေးတွက်တာရယ်နောက်ပြီးတော့ဒီ line equations တွေ plane chapter 4တခုလုံးမှာရှိတဲ့ line equation တွေ plane equation တွေကိုနိုင်ရှင်းပြီးတော့ပြန်ပြီးတော့စူးစီးပြီးဖော်ပြပေးပြီးရှင်းပြပေးမယ်။နောက် chapter 3နဲ့4မှာရှိတဲ့ chapter 3နဲ့4က line equation တွေကိုလည်းနိုင်ရှင်းပြီးတော့ပြန်ဖော်ပြပြီးရှင်းပြပေးမယ်။ chapter 4မှာရှိတဲ့3နဲ့4နှစ်ခုစလုံးက plane equation တွေကိုလည်းပြန်ပြီးတော့နိုင်ရှင်းပြီးတော့ရှင်းပြပေးမှာဖြစ်တယ်။ကဲဟုတ်ပြီအဲ့တော့ normal vector လေးကနေစမယ်။ Normal better ဆိုတာ any better there is perpendicular to a plane is called a normal better any better there is perpendicular to a plane plane တကူကိုတောင်းပန်ကြနေတယ် any better မြည်သည့် better ကိုမဆို is called ခေါ်ပါတယ်ဘာလို့ခေါ်လဲဆိုရင် normal better လို့ခေါ်မယ် plane တကူကိုတောင်းပန်ကြနေတယ် better တိုင်း better တိုင်းကို normal better လို့ခေါ်မယ်တဲ့ ဟုတ်ပြီအဲ့ဒါဆိုရင်သူပလိန်ကိုတောင်းပန်ကြရင်ပလိန်ပေါ်ကဆွဲထားသည်မလိုင်းနေဘက်တာတွေအားလုံးပေါ်ကိုလည်းသူကတောင်းပန်ကြမှာဖြစ်တယ်အဲ့တော့ normal is normal ဆိုတာ normal ဘက်တာလေးကိုပြောတာ normal is also perpendicular to every line on the plane ပလိန်ပေါ်က every line ညီသည့် line ကိုမဆိုသူကတောင်းပန်ကြပလိန်ကိုတောင်းပန်ကြရင်ပလိန်ပေါ်မှာရှိသည်မလိုင်းအားလုံးပေါ်ကိုလည်းသူဒီတောင်းပန်ကြမှာဖြစ်တယ်ဟုတ် the equation of the plane can be determined by a point on the plane and a normal vector to the plane the equation of the plane plane ရဲ့ equation ကိုတဲ့ can be determined determine လုပ်မယ်ဆုံးဖြတ်မယ်သတ်မှတ်မယ်ဘာတွေနဲ့လဲဆိုရင် by a point on the plane point တစ်ခု plane မော်က point တစ်ခု ਨੇ normal vector to the plane plane ကိုတောင်းပန်ကြနေတယ် normal vector တစ်ခု point တစ်ခုရဲ့ ပလိန်ပေါ်က point တစ်ခုရယ်ပလိန်ကိုဒေါင်းမှန်ကြနေတယ် normal vector တစ်ခုရယ်အဲ့ဒီနှစ်ခုသိတယ်ဆိုရင် plane equation ကိုတို့သတ်မှတ်နိုင်တယ်တဲ့အဲ့တော့ plane equation ကရှေ့မှာလည်းတစ်ခုရေးခဲ့ပြီ plane vector form vector form မှာကြတော့ point တစ်ခုရယ်ပလိန်ပေါ်က direction vector လေးနှစ်ခုရယ်သိတယ်ဆိုရင် plane equation ကိုတို့သတ်မှတ်နိုင်ခဲ့တယ်အခုက direction vector နှစ်ခုနေရာမှာဘာဝင်လာလဲဆိုရင် normal vector လေးတစ်ခုပဲဝင်လာတယ် ဟုတ်ပြီအဲ့ဒါဆိုအခုကဒါတမလိုအပ်ချက်က point တခုနဲ့ normal better တခုဟုတ်ပြီအဲ့ဒါဆိုသူကသူလိုချင်နေတဲ့ point တခုလေးကို a လို့ထားလိုက်မယ် normal better လေးကို n better လို့ထားလိုက်မယ်ဟုတ် a ဆိုတာလေးက on the plane b a point on the plane plane ပေါ်က point တခု n better ဆိုတာလေးက normal better to the plane plane ကိုတောင်းပန်ကြနေတယ် normal better လေးလို့ထားမယ်ဟုတ်ပြီ a က plane ပေါ်က point ဆိုရင်အဲ့ဒီ a ရဲ့ position better လေးက better e ဖြစ်တယ် ဒီတောင်းပန်ကြနေတဲ့ Norman Butler လေးကသူ့ရဲ့ components တွေက ABC ဖြစ်တယ်လို့ထားတယ် ABC ပေါ့နော် AI ကဲ BJ ကဲ CK ကဲဒါလည်း Butler ပုံစံမယ်ဒါလည်း Butler ပုံစံမယ်ဥစ္စာတွေ့ရင်တော့ column Butler ပုံစံလေးနဲ့တွေ့တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ Norman Butler လေးရဲ့ component တွေကိုဘာလို့ထားထားလဲဆိုရင် ABC လို့ထားထားတယ် equation မှာ ABC ကိုတွေ့ရင်ဘာလို့သိရမလဲ Norman Butler ရဲ့ component တွေလို့သိရမှာဖြစ်တယ်ဟုတ်ပြီအဲ့တော့ သူကဒီမှာ plain မော်မှာ a ဆိုတဲ့ point လေးတခုကိုသူရှိမယ်ယူလိုက်တယ် normal vector ဆိုတာလေး plain မော်ကိုဒါမှန်ကျနေတယ် vector လေးတခုပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်သူက plain equation ရေးမယ်ဆိုရင် plain equation ဆိုတာ equation မှာသူက x y z ပါမယ်အဲ့ဒီ x y z ကဘာကိုညွှန်းလဲဆိုရင် plain မော်က any point ကိုညွှန်းတာဖြစ်တယ်အဲ့ဒါမှမဟုတ် equation မရေးရေးတော့မယ်ဆိုရင် any point တခုသူယူရမယ် ားပြီးတဲ့ any point on the plane plane ပေါ်က any point လို့ထားလိုက်မယ်အားလေးကိုသူ့ရဲ့ position ပတာလေးကိုပတာအားလို့နာမည်ပေးမယ်သူ့ရဲ့ component တွေကို xyz လို့သူကထားလိုက်မယ်ပတာအားလေးကိုနော်အားဆိုတဲ့ point တကူကို plane ပေါ်မှာယူလိုက်ပြီးသူ့ကို origin နဲ့ဆက်လို့ရလာတဲ့ position ပတာလေးကိုပတာအားလို့ထားမယ် component တွေကိုတော့ xyz လို့ထားမယ်သူ့ရဲ့ component တွေ xyz ဆိုအားရဲ့ coordinate ကပါလေ xyz ပေါ့နော် ဒီ r ဆိုတဲ့ point လေးကိုနေက xyz အတူတူပဲ r ရဲ့ကိုတနေ့ကိုဖော်ပြတာနဲ့ r ရဲ့ position vector ကိုဖော်ပြတာနဲ့တခုသိရင်တခုသိဟုတ်ပြီအဲ့ဒါဆိုတို့က a ကနေ plane ပေါ်မှာတို့က a ရလဲ plane ပေါ်က r လဲ plane ပေါ်အဲ့ဒါဆို a နဲ့ r ကိုဆက်လိုက်တဲ့ ar ဆိုတဲ့ vector လေးဒီ plane ပေါ်မှာဆွဲထားတာပေါ့နော်အဲ့ဒါဒီမှာ o oa ရှိမယ် or ရှိမယ် အဲ့မှာ AR ဆိုတာက plain ပေါ်မှာ point နှစ်ခုဆက်ထားတာမို့လို့သူက plain ပေါ်မှာမြင်းတစ်ဖြောင်းလုံးဆွဲလာတာဖြစ်တယ်။ဒီ button A တို့ button R တို့တွေက plain ပေါ်က line နေမဟုတ်ဘူး plain plain ကိုတစိမ့်တစ်ဒေသပဲဖြတ်သွားတဲ့ line လေးတွေဖြစ်တယ်။သူက origin နဲ့ A နဲ့ plain ပေါ်က A နဲ့ဟိုက origin နဲ့ line ဆက်ထားတာ plain ပေါ်က R နဲ့ origin point နဲ့ line ဆက်ထားတဲ့ button တွေဖြစ်တယ်။အဲ့တော့ plain မှာရှိနေတာဒီလုံးလုံးရရရှိနေတဲ့ better ဒီ AR ပဲဖြစ်တယ်။ဟုတ်ပြီဒီ normal better လေးဒီဒီ plain ကိုတောင်းမှန်ကြအောင်တော့ဆွဲထားတာ အဲ့ဒါဆိုရင်ပလိန်ပေါ်မှာရှိတဲ့ဒီ AR ဆိုတဲ့ line AR ဆိုတဲ့ပတာကိုလည်းသူကထောင်းမှန်ကြမှာဖြစ်တယ်။ရုံးပြီးအဲ့ဒါဆို AR လေးကပတာ N လေးကပလိန်ကိုထောင်းမှန်ကြတယ်။အဲ့ဒါဆိုရင်ပတာ N လေးဒီ AR ကိုလည်းထောင်းမှန်ကြမှာဒီမှာရေးထားတဲ့နော်။ normal ပတာဆိုတာပလိန်ကိုထောင်းမှန်ကြရင်ပလိန်ပေါ်က every line ကိုလည်းထောင်းမှန်ကြမယ်။ဟုတ်ပြီ AR ကိုထောင်းမှန်ကြတယ်ဆိုတော့တို့အဲ့ဒါဆိုရင် crop dot product ရဲ့ geometry properties မှာတော့အပတာနှစ်ခုကဒေါမန်ကြရတယ်ဆိုရင်အဲ့ဒီပတာနှစ်ခုကို dot product မြောင်းရင်ဘာရလဲဆိုတော့0ရတယ်အဲ့ဒါဆိုတော့ပတာ er လေးနဲ့ပတာ n လေးကို dot product မြောင်းလိုက်ရင်0ရမယ်ဒီနှစ်ခုရှင်းနောက်နေရဖလဲလို့ရတယ်နော် dot product မှာအဲ့တော့ n ကိုရှင်းရထားရင်နောက်ကထားရင်အတူတူပဲဟုတ်ပြီနှစ်ခုဒေါမန်ကြရင်နှစ်ခုအဲ့ဒီပတာနှစ်ခုကို dot product မြောင်းလိုက်ရင်0ရမယ် ဟုတ်ပြီအဲ့တော့အဲ့ဒါဆိုသူက AR ဆိုတာကိုစဉ်းစားမယ် AR ဘက်တာလေးကိုလိုချင်ရင်သူတိတဲ့လမ်းရံသွားမှာပေါ့။ဒါတိလဲ AO OR ဒီလမ်းရံနေသွားမယ်။ဟုတ်ပြီအဲ့ဒါဆို AR နေ O ကိုသွားတဲ့ဘက်တာလေးပါလဲ။ဘက်တာ A ရဲ့ negative စန့်ကျင်ပဲ။အဲ့တော့ negative A ဘက်တာပြီးရင်ဘက်တာ R ကတော့သူ့ direction အတိုင်းသွားတော့ negative ဘက်တာ A plus ဘက်တာ R ဖြစ်မယ်။အဲ့တော့ အပောင်းကိုရှေ့တင်ရေးလိုက်တော့ဗတာ R minus ဗတာ E ပေါ့ဗတာ E အားလေးอ่ะနော် N ဗတာ R N ဗတာတိုင်းမထားမယ်ပြီးတော့ဒီ dot product ကိုဒီအထဲဝင်ပြီးတော့တခုချင်းစီနဲ့ dot product မျှောက်လိုက်မယ် distributive law အရာပေါ့နော်အဲ့တော့အထဲဝင်ပြီးတခုချင်းစီကိုမျှောက်လိုက်တယ်ဟုတ်ပြီအဲ့မှာတို့ကဒီနှစ်ခုကိုတစ်ဖက်စီထားမှာဆိုတော့ဒီ minus ဖြစ်နေတဲ့ဟာလေးကိုပျောက်သွားအောင်ပေါင်းလိုက်မယ်ပေါ့နော်ဗတာ E dot ဗတာ N နှစ်ဖက်စလုံးကိုတို့ပေါင်းလိုက်တော့ဒီလိုလေးဖြစ်သွားတယ် ။ဟုတ်ပြီအဲ့တော့ beta r ဆိုတာလေးကသူ့ရဲ့ position beta လေးက xyz သူ့ရဲ့ component တွေက xyz beta n လေးရဲ့ component တွေက abc တို့ဒါလေးကိုအစားထည့်လိုက်စားထည့်ပြီးတော့အလဲမှာ dot product ဖြစ်တဲ့အတွက်ကြောင့် dot product မြောက်မယ် dot product မြောက်တာဒီဘယ်လိုမြောက်မလဲ dot product မြောက်တာမမှီတယ်နော် dot product မြောက်ခြင်းသက်ဆိုင်ရာ component လေးတွေကိုမြောက်ပြီးပေါင်းရုံမယ်အဲမှာ h နဲ့ a နဲ့မြောက်မယ် y နဲ့ b နဲ့မြောက်မယ် z နဲ့ c နဲ့မြောက်မယ်ပြီးရင်ပေါင်းလိုက်ရုံ တော့ HA လို့ရေးတာနဲ့ AH လို့ရေးတာနဲ့ဘယ်ဟာခေါ်လို့အဆင်ပြေမလဲ AX BY CZ ပေါ့နော် အရင်လာတဲ့အခေယအရင်ခေါ်လိုက်တာခေါ်လို့ကောင်းပါတယ် AX black BY black CZ equal to D လို့သတ်မှတ်လိုက်တယ်အဲ့ဒါဆို D ကဘာနဲ့တူတာလဲ beta A dot beta N နဲ့တူတာပေါ့ဒီမှာနော် D ဆိုတာလေးက constant အကိန်းကဏ္ဍလေးတစ်ခုပဲ re scalar လေးတစ်ခုပေါ့နော် constant real number လို့လည်းပြောလို့ရတယ် scalar လို့လည်းပြောလို့ရတယ် constant လို့လည်းပြောလို့ရတယ် သူတန်မူကတော့ beta a နဲ့ beta n ကို dot product မြောက်တာနဲ့ညီမယ် beta နှစ်ခုကို dot product ရောက်လာရင် မြောက်လိုက်ရင်ရလာတာဘာပဲလဲ scalar တန်မူပဲရတာဖြစ်တယ်เนาะအဲရောက်မလို့ဒီက constant လေးပဲ beta မဟုတ်ဟုတ်ပြီအဲဆိုဒါကဒါလေးက plain equation လေးပဲဒီကောင်လေးကသူ့ကို cartesian equation လို့ခေါ်မယ် cartesian form လို့ခေါ်လဲရတယ်เนาะ cartesian equation of the plane cartesian form of the plain equation ပေါ့เนาะအဲ့တော့ဘယ်လိုခေါ်ခေါ်ရတယ် ဟုတ်ပြီအဲ့တော့ a is plus b y plus c is equal to d ဆိုပြီးတော့ cartesian form ဆိုတာကိုမှတ်ထားပေးပါ plane and cartesian form chapter 3မှာလည်း plane and cartesian form က a is plus b y plus c is equal to d ပဲဖြစ်တယ်เนาะအဲ့တော့ plane equation အစ်စ်မှတ်เสียမလို့ဒါပဲဥပမာတော့သူက ဒီ ABC တွေကဘာတွေလဲဆိုရင် plain မဟုတ် down man ကြနေတဲ့မြင်းရဲ့ direct တဲ့ value တွေအခုက ABC က plain ကို down man ကြနေတဲ့ normal ရဲ့ဘာတွေလဲ component နေ normal better လေးရဲ့ဘာတွေလဲ component နေအဲ့တော့ normal ပဲเนาะ ABC ဆိုတာ plain မဟုတ် down man ကြနေတဲ့ normal မြင်းနဲ့သက်ဆိုင်နေဟို D ဆိုတာလေးကအဲ့ normal မြင်းရဲ့ component နဲ့ဒီ better A လေးရဲ့ component နေမြောက်တာเนาะ A A လေးရဲ့အမှောက်က X1 Y1 Z1 ဆိုရင် ဒီက N လေးက ABC ဆိုရင် AA's 1 BY 1 CZ 1မျိုးဟိုဘက်မှာတော့အလိုပဲအတူတူပဲเนาะအဲ့တဘောပဲဟုတ်ပြီအဲ့ဆို plane ရဲ့ cartesian form ဆိုတာလေးရပြီเนาะရှေ့မှာ butter form butter form လေးသိရှိမယ်အခု cartesian form ရှိမယ်နှစ်ခုရှိမယ်ပေါ့ plane equation ကเนาะအာ line equation ကဘယ်နှခုရှိလဲဆိုရင်သုံးခုရှိမယ်ဒီ chapter form မှာ butter form ရဲ့ parametric form ရဲ့ cartesian form ရဲ့ဆိုပြီးဟုတ်ပြီအဲ့ဒါဆိုတော့ ဒီ plain equation လေးကိုသဘောပေါက်ပြီဆိုရင်ဒီ now slide တကူအသွားမယ်เนาะ now slide တကူကဒီ chapter 4မှာရှိတဲ့ pattern line equation တွေ plain equation တွေကိုပြန်ပြီးတော့ရှင်းတွဲပြီးတော့ပေါ်ပြပေးမှာဖြစ်တယ်เนาะ chapter 4တခါလုံး chapter 4ရဲ့ဒီပဲ line နဲ့ plain အခန်းကန်တာက line equation တွေ၃မျိုးရှိမယ်ဒါလေးကဘာလဲ pattern equation နောက်တစ်ခုကဒါ parametric equation နောက်တစ်ခုက cartesian equation ဆိုပြီး line equation ဒီလိုလေး၃မျိုးရှိမှာเนาะအဲ့ဒီမှာဒီ equation တွေမှာပါနေတဲ့ xyz တွေဒီမှာ xyz ကလေးတွေ equation pattern ကလွဲရင်ကျန်တဲ့ pattern ကတော့အကျယ်ဖြန့်ရင်တော့ဒီနေရာမှာအဲ column pattern လေးတွေထည့်လိုက်ရင် xyz တွေပါလာမှာပေါ့เนาะသူကတော့ချုပ်ရေးထားတာအဲ့တော့အဲ့ equation မှာပါနေတဲ့ xyz တွေဒီဘာကြီးလဲတို့ရေးမဲ့ line ရဲ့ line ပေါ်မှာရှိတယ် any point ကိုကိုစားပြုတယ်ဒီမှာ a1 a2 a3 တွေကဘာကိုကိုစားပြုတာလဲဆိုရင် face point on on the plane line on the line တို့ရေးမဲ့တို့ equation ရေးထားတဲ့ line ပေါ်မှာရှိရပါလေ face point တို့မဟုတ် known point တို့သိထားတဲ့အမှတ်တကူရဲ့ coordinate ဖြစ်တယ် a1 a2 a3 တွေရနော်ဟုတ်ပြီဒါ b1 b2 b3 တွေကြတော့ဘာတွေလဲဆိုရင် b1 b2 b3 က ဟိုအဲ့ဒီဒိုးဆဒိုးရေးမဲ့ line ဒို equation ရေးထားတဲ့ line နဲ့ parallel ဖြစ်နေတဲ့ခါလေးလေ direction vector လေးရဲ့ component နေဖြစ်တယ်ပေါ့နော်ဟုတ်ပြီ a1 a2 a3 ကဖိစ်ပွိုင်းရဲ့ coordinate တွေဖြစ်တယ်ဒီမှာ vector a အနေနဲ့ရေးမယ်ဆိုရင်တော့ဒီမှာဒီမှာကျတော့ vector a နဲ့ပေါ်ပြထားပါပေါ့နော် vector a အနေနဲ့ရေးမယ်ဆိုရင်တော့ဒီလိုမျိုးလေး column vector a1 a2 a3 နဲ့ရေးမယ်ဒီနေရာမှာတော့ component တွေတစ်ခုချင်းစာသွင်းမယ်ဒီနေရာလေးတွေမှာ component တွေတစ်ခုချင်းစာသွင်းမယ် ဟုတ်ပြီအဲ့ဒါမှာ ABC လို့ပဲခေါ်ခေါ် X1 Y1 Z1 ပဲခေါ်ခေါ် A1 A2 A3 ပဲခေါ်ခေါ် B1 B2 B3 ပဲခေါ်ခေါ်ဒါတွေကဘာကိုရည်ညွှန်းတာလဲဆိုတာသိဖို့အရေးကြီးတယ်အခေါ်အော်တွေကိုနန်းစားတွေကအမျိုးမျိုးပြောင်းပြီးတော့သုံးလို့ရတယ်စိုက်တယ်လို့နာမည်ပြပြီးသုံးလို့ရတယ်နာမည်ပြောင်းသွားရင်မသိတော့ဘူးဆိုတာမျိုးမဖြစ်စေရအောင်ဘယ်နေရာကဘယ်ဘယ်နံဘယ်စလုံးလေးတွေဒီဘာကိုကိုစားပြတာလဲဆိုတာသိဖို့ပဲအရေးကြီးတယ် နော် x y z တရား equation မရေးတယ်ဆို line equation ဆိုရင် line ပေါ်က any point ကိုစားပြုမှာပဲ plane equation ဆိုရင်လည်းဒီ equation မှာပါတဲ့ x y z တွေဒီ plane ပေါ်က any point ကိုပဲကိုစားပြုမှာပဲเนาะဟုတ်ပြီအဲ့တော့ဒီမှာ a1 a2 a3 ဒီမှာလည်း a1 a2 a3 ဒါလေးတွေကသူတိထားတယ် plane line ပေါ်ကအမှတ်တခုရယ် coordinate တွေ b1 b2 b3 ဒီမှာလဲ b1 b2 b3 ဒါလေးဟာတို့ equation ရေးမဲ့ line နဲ့ parallel ဖြစ်နေတဲ့ direction vector လေးရဲ့ component တွေဖြစ်မယ်။ဟုတ်ပြီအဲ့တော့ point တစ်ခုနဲ့ direction vector တစ်ခုကိုသုံးပြီးတော့ဘာရေးထားလဲ line equation ရေးထားတာ။ဟုတ်ပြီဒီဘက် plane ဘက်ကိုသွားမယ် plane equation ကတို့နှစ်ခုရှိမယ် vector form ရဲ့နော် vector equation ရဲ့ cartesian equation ရဲ့ဆိုပြီးတော့ တစ်ခုရှိမယ်ပေါ့နော်ဟုတ်ပြီအဲ့ဒီမှာ equation မှာပါနေတဲ့ xyz ဆိုတာ plane ပေါ်က any point ပဲเนาะ x မတိခဲ့ xyz ကလေးတွေကနောက်တစ်ခုက abc လေးတွေဒီမှာပါနေတယ်ဒီ abc လေးတွေကဘာကိုပြောတာလဲဆိုတော့ normal pattern လေးရဲ့ဘာလဲ component လေး normal pattern ကဘယ်က normal pattern လဲဆိုတော့အခု equation ရေးမဲ့ရေးထားတဲ့ plane mode ကိုတောင်းပန်ကြနေတဲ့ normal pattern လေးရဲ့ component တွေဖြစ်မယ်သူ့ကိုဒီက pattern ပုံစံနဲ့ရေးရင်ဒီလို column pattern လေးနဲ့ရေးမယ်ဒီနောက်ကဟာလေးပြီးရင်ရှင်းပြပေးမယ်နော်ဟုတ်ပြီဒီမှာဗတာ A အနေနဲ့ဖော်ပြမယ်ဆိုရင်တော့ဗာရေးမလဲဗတာ A ဆိုတာ position better or no point on the plane တို့ plane ပေါ်မှာ point တစ်ခုတီးဖို့လိုအပ်တယ်ဒီမှာ point တစ်ခုရဲ့ direction better နှစ်ခုရဲ့သိရင်ဒီ better found နဲ့ရေးမယ်เนาะဒီဘာကကြတော့ point တစ်ခုနဲ့ point တစ်ခုကဘာတီးဖို့လိုလဲဆိုတော့အဲဒီ D လေးကိုရှာဖို့အဲ point တစ်ခုကတီးဖို့လိုတယ် better A လေးอ่ะเนาะတို့တီးတဲ့ point လေးရဲ့ better position better အဲဒီကိုရှာဖို့အတွက်ဒီ point တစ်ခုတီးရမယ်ပြီးရင် normal better ဒီမှာလဲ normal better ထည့်မြောက်အောင်ပါ ဒီဘက်မှာလည်း ABC ဆိုပြီး normal beta ရဲ့ component တွေထည့်ရတာအဲ့တော့ normal beta သိရမယ် point တခုသိရမယ်ဒီတော့ဒီအောက်က cartesian form อ่ะเนาะ cartesian form က point တခုရဲ့ normal beta ရဲ့သိရင် cartesian form နဲ့ plane equation ကိုရေးမယ် point တခုနဲ့ direction beta မပြိုင်တဲ့ direction beta လေးနှစ်ခု plane ပေါ်ပါဘောเนาะ direction beta လေးနှစ်ခုကိုသိရင်သူက beta equation beta plane ကို beta form နဲ့ရေးမှာဖြစ်တယ်ဟုတ်ပြီ အဲ့ဒါဆိုရင်ဒီဟာလေးကိုနားလဲယူပေါ့နော်သူထဲမှာပါတယ်ဘာတွေကဘာကိုညွှန်းတာလဲ ABC တို့ပါလား ABC ဒီပါလဲဘာကိုညွှန်းတာလဲဘာတန်မိုးတွေဒီနေရာမှာထည့်ရမှာလဲဒီမှာဗတာ A ဆိုတာလေးတွေ့ရင်ဒီဗတာ A လေးကဘာကိုညွှန်းတာလဲဒီနေရာမှာထည့်ရမယ်တန်မိုးကဘာတန်မိုးလဲနော်ပုံစံမှာအတ္တိကေတ္တဥစ္စာကဘာဖြစ်မလဲဆိုတာသိဖို့လိုတယ်နော်အဲ့တော့ဒီမှာ n ဗတာလေးရတဲ့ဗတာ D1 ဗတာ D2 cross product နဲ့ညီရတဲ့ဒီနှစ်ခုကိုဆက်ဆက်ပေးထားတာပေါ့နော် ဒီမှာကျတော့ point တစ်ခုနဲ့ direction vector နှစ်ခုဒီမှာကျတော့ point တစ်ခုနဲ့ normal vector တစ်ခုပဲလို့တော့အဲ့ normal vector ဒီအပေါ်က direction vector နှစ်ခုနဲ့သူကဆက်ဆက်နေတယ်။ဘောင်ရှစ်မှာသူတီးခဲ့တယ် vector A နဲ့ vector B ကို cross product လုပ်ရင်ဟာဖြစ်လဲဆိုရင်အဲ့ဒီ cross product မြောက်လိုက်လို့ရလာတာပါလေဗတာတစ်ခုပဲအဲ့ဒီဗတာဒီမူရင်းမြောက်ထားတဲ့ဗတာ A ရောဗတာ B ရောနှစ်ခုစလုံးကိုပါပြန်နေကူလာဖြစ်တယ်လို့ရှေ့မှာမှန်ကန်ချက်တစ်ခုအနေနဲ့သိပြီးသားရှိတယ် အဲ့ဒါဆိုရင်တို့ကဒီ better d1 နဲ့ better d2 ကို cross product မျှောက်ရင်လည်းအရလာတဲ့ battery ဒီ better d1 ကိုလည်းတောင်းပန်ပြန်ကြမှာပဲ better d2 ကိုလည်းပြန်ပြီးတောင်းပန်ကြမှာဟုတ်ပြီအဲ့ဒါဆိုတော့ဒီနှစ်ခုက plain ပေါ်မှာရှိတဲ့ battery plain ပေါ်မှာရှိတဲ့ battery နှစ်ခုစလုံးပေါ်ကိုတောင်းပန်ကြနေတဲ့ battery ဆိုတော့သူဒီဘာလဲဆိုရင်အဲ့ plain ကိုတောင်းပန်ကြနေတဲ့ normal နဲ့ဘာဖြစ်လဲအတူတူပဲပေါ့အဲ့တော့ plain ရဲ့ normal ကိုရှာခြင်းရင်လည်းအဲ့ direction battery လေးနှစ်ခု across product လုပ်ပြီးတော့ရှာလို့ရတယ် သဘောတရားတူတယ်အဲကြောင့်ဒီနှစ်ခုနေရာမှာ normal vector တကူအစားဝင်သွားတာเนาะဒီ equation လေးอ่ะအဲ့တော့သဘောပေါက်တယ်သဘောပေါက်အောင်လို့တကူနဲ့တကူဆက်ဆက်လို့ရအောင်လို့ဒီဟာလေးကိုထည့်ပေးထားတာဖြစ်တယ် textbook ထဲမှာတော့မပါဘူးပေါ့เนาะအဲ့တော့ equation လေးတွေကိုဟိုမရောထွေးစေချင်ဘူး equation မှာပါနေတယ်တကူချင်းစီသည်ဘာတန်မိုးတွေလဲဘာကိုကိုစားပြူတာလဲဒီနေရာမှာထည့်ရမှာဘာတွေလဲဆိုတာသိဖို့လိုတယ်နံပါတ်ရ ABC ပဲခေါ်ခေါ် PQR ပဲခေါ်ခေါ်ပေါ့နော် သူခေါ်ခြင်းတို့ခေါ်နိုင်တယ်ပေါ့နော်နာမည်တွေကိုဒန်စားတွေအမျိုးမျိုးပြောင်းလို့ခေါ်လို့ရပါတယ်။ကဲဟုတ်ပြီအဲ့ဒါ chapter 4မှာရှိတဲ့ line equation နဲ့ plane equation တွေကိုပြန်ပြီးတော့ရှင်းပြီးတော့ရေးပြထားတာဖြစ်တယ်။ဟုတ်ပြီနောက်တစ်ခုကတို့ chapter 3နဲ့4ကိုပြန်ပြီးနှိုင်းရှင်းပေးမယ်။ဟုတ်ပြီ chapter 3နဲ့4က line equation လေးတွေတို့ရေးမှာဒါအရင်ဆုံး chapter 3ပေါ့နော်။ chapter 3ရဲ့ဒါကလည်း line equation coordinate form ဒါလေးကဘာလဲဆိုရင် line equation ဆိုတော့ तू ကကြတော့ဘာသိရင်ရေးလို့ရလဲဆိုတော့ x1 y1 z1 ဆိုတဲ့ plane မှာတို့ point point တစ်ခုသိရမယ်ပြီးရင်အဲ့ plane မှာအဲ့ line ရဲ့ line ပေါ်က point တစ်ခု ਨੇ အဲ့ line ရဲ့ direction vector ကိုသိရဆိုရင်တို့ကဒီ line equation လေးကိုရေးလို့ရတယ် तू ကကြတော့ direction vector ဟိုဘက်မှာ direct ဒီဘက်မှာ directed value ဟိုဘက်မှာ direction vector အဲဟုတ်ပြီ chapter 3မှာက ဒါရိုက်တဲ့ value တွေကိုသုံးတယ် chapter 4မှာ direction vector ကိုသုံးတယ်အဲ့ဒါလည်း꿰သွားတာဖြစ်တယ်เนาะဒီမှာ x y z ဆိုတာဒီ line ပေါ်ကဒီ any point r လေးကိုပေါ့เนาะကြိုက်တဲ့နေရာမှာယူလို့ရတယ်အဲ့ဒါကိုကစားပြုတယ် x1 1 1 z1 ကဒီ p သို့မဟုတ်ကျူပေါ့เนาะတို့သိထားတယ် m တကူเนาะ direct element ဆိုတာကအဲ့ line ရဲ့ direct value ဟုတ်အဲ့ဒါ direct value ရဲ့ point တကူရဲ့သိရင် line equation ရေးလို့ရမယ်ဒါလေးကို coordinate form လို့ခေါ်တယ်เนาะဒါ coordinate form of the line equation k လေးက parameter လေးဖြစ်တယ် constant လေးဖြစ်တယ်ဘောเนาะ k ဆိုတာကဒီ point တစ်ခုအတွက် parameter တန်ဖိုးကတစ်ခုစီရှိတယ်အဲ့ဒါလေးကဒါ point နေရဲ့ parameter ကိုညွှန်းတာဖြစ်တယ်ဟုတ်ပြီနောက်ပြီးတော့သူကဒီပုံစံလေးပေါ့ cartesian form ပေါ့ chapter 4မှာတော့သူ cartesian form လို့ခေါ်ထားတယ်ဒီမှာတော့ name မခေါ်ထားဘူး cartesian form လို့ပဲမှတ်ထားပါဘောเนาะ ဟုတ်ပြီဒီမှာဒီ line equation ဒီပုံစံလေးကိုလေးသုံးလဲဒါလေးမှာသုံးတဲ့အခါကျတော့သူ့ရဲ့ derivative value တွေ0မဖြစ်မှာအဲလို m လို့ n လို့อ่ะတခုသုံးခုစလုံးတခုမဟုတ်တခု0ဖြစ်နေဒါလေးကိုသုံးလို့မရအောင်ဒီသုံးခုစလုံးဒီ0မဟုတ်မှာကဒီ form လေးကိုတို့အသုံးပြုမှာဖြစ်တယ်နောက်တစ်ခုကတို့ ပလိန်ပေါ့နော်ပလိန်ကိုတောင်းပန်ကြနေတဲ့ line equation ကလည်းဒီ cartesian form နဲ့ပဲသူရေးထားတယ် cartesian form ကိုသုံးပြီးရေးထားတယ်ဒီအရကိုသုံးရေးလဲရတယ်အတူတူပါပဲ line equation လို့ပြောရင်ဒီပုံစံနှစ်ခုပဲရှိတာဟုတ်ပြီအဲ့မှာဒီမှာကျတော့ lmn ဆိုတာဘာလဲဆိုရင်အဲ့ line ရဲ့ directed value ဒီမှာကျတော့သူက plane ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ abc ဒီ plane ကိုတောင်းပန်ကြနေတဲ့ line ရဲ့ directed value ဖြစ်သွားတယ်နော် အေးပြီဒီနေရာမှာကျတော့ပလိမ့်မော်တောင်းမှန်ကျနေတဲ့ line ရဲ့ equation ကိုရေးတဲ့အခါဆိုရင်တော့ဒီ abc ဒီအဲ့ဒီ line လေးရေးပါလဲပလိမ့်မော်တောင်းမှန်ကျနေတဲ့ line ရဲ့ derivative value ဖြစ်တယ်ဒီ x y z တွေကပလိမ့်မော်က point ဖြစ်သွားမှာပေါ့နော်ဒီမှာတော့ line မော်က point ဒီ x y z ကျတော့ဘာဖြစ်လဲဆိုရင်ပလိမ့်မော်က point x1 y1 z1 ဒီ x1 y1 z1 ပလိမ့်မော်က point x y z ကတော့အဲ့ဒီတောင်းမှန်ကျတဲ့ line ပေါ်ပါ any point เนาะ ဒေါမန်ကြတဲ့ line ရဲ့ equation ကိုရေးတာမို့လို့ဒီ xyz တွေဒီအဲ plane ကိုဒေါမန်ကြနေတဲ့ line ပေါ်ကမြည်သည့် point ကိုမဆိုကိုစားပြုတယ်။ abc တွေကတော့အဲ line လေးရဲ့ derived value ကိုကိုစားပြုတယ်။ x1 y1 z1 ကကြတော့ plane ပေါ်က point ဖြစ်သွားတယ်သူကနော်။ဒီက plane ပေါ်က point ဒီဒီက x1 y1 z1 ကဒိုဆွဲမဲ့ line ပေါ်က point တစ်ခု။အဲ့ဒါလေးပဲကွာသွားမယ်နော်။ဒီမှာအပေါ်ကကြတော့ plane မပါသေးဘူး line တက်တက်။ဒီမှာကကြ plane နဲ့ line နဲ့ရောလာပြီဆိုတော့ ဒီ H1 Y1 7 blame mode ကပွိုင်းဖြစ်သွားတယ်ဒါလေးကိုတော့ပေါ့နော်ကြည့်ပြီဒါက chapter 3ရ line equation ဟုတ်ပြီနော် chapter 4က line equation ရကျွန်တော်ကပြောထားတယ်ပုံစံ3မျိုး better form ရဲ့ဒီပုံလေးနဲ့နော်ဒီ better point တစ်ခုရဲ့အဲ့ line နဲ့ပြိုင်နေတယ် direction better လေးတစ်ခုရဲ့ဒီနှစ်ခုသိရင် equation တွေရေးလို့ရတယ်ဟုတ်ပြီဒါလေးရဲ့ better form နောက်တစ်ခုကဒါလေးကိုဘာလို့ခေါ်လဲ parametric form လို့ခေါ်မယ်ဒီကောင်လေးကို cartesian form လို့ခေါ်မယ်เนาะ chapter 4ကဒီ3ခု line equation chapter 3မှာတော့နှစ်ခုပေါ့ကွာဒါနဲ့ဒါကပုံစံချင်းတူတယ်ဒါပေမဲ့အထက်ရမယ် x1 y1 z1 တန်ဖိုးပဲပြောင်းသွားတာဒီ x1 y1 z1 က plane ပေါ့ဒီ x1 y1 z1 က line ပေါ့ဒါလေးခေါ်မယ်เนาะဟုတ်ပြီဒီမှာလဲ ဒီမှာကျတော့ point တစ်ခုနဲ့အဲ့ဒီ line နဲ့ပြိုင်နေတဲ့ direction vector လေးကိုသုံးပြီးတော့ရေးတယ်။ဒီမှာကျ point တစ်ခုနဲ့အဲ့ဒီ line ရဲ့ directed value ကိုသုံးပြီးရေးတယ်။ဒါပဲကွာ။ဟိုအဲ့မှာပါနေတဲ့ x y z တွေဒီ line ပေါ်က any point တွေကိုကိုစားပြုတယ်။ဒီမှာ a1 a2 a3 လေးတွေကဘာကိုကိုစားပြုလဲ?တို့တည်ထားတဲ့ point လေးရဲ့တို့တည်ထားတဲ့ point လေးရဲ့ position vector နော်။တို့တည်ထားတဲ့ point လေးရဲ့ position vector ရဲ့ component သို့မဟုတ်အဲ့ point လေးရဲ့ coordinate ပေါ့နော် a1 a2 a3 ရဲ့ b1 b2 b3 ရာအဲ့ line နဲ့ပြိုင်နေတဲ့ direction vector လေးရဲ့ component တွေကိုစာပြုမယ်နော်အဲ့တော့ဒီမှာ b1 b2 b3 ဒီမှာလည်း b1 b2 b3 ဒါတွေအားလုံးဒီတို့ရေးမဲ့ဒီရေးလိုက်မဲ့ equation ရေးမဲ့ line နဲ့ပြိုင်နေတဲ့ derivative direction vector လေးရဲ့ component တွေဖြစ်မယ်နော် direction vector ကိုသုံးတယ်ဒီမှာ derivative value ကိုသုံးတယ်အဲ့ဒါပဲကြွားမယ် ကဲဟုတ်ပြီအဲ့တော့ plain equation လေးတွေကိုလည်းပြန်ရှင်းပြပေးမယ် chapter 3နဲ့ chapter 4 chapter 3မှာ a plane that is defined by three points point သုံးခုနဲ့တို့သတ်မှတ်ခဲ့ရတယ်ပေါ့နော် abc ဆိုတဲ့ point သုံးခုရရင်အဲ့ plain equation ကိုရေးနိုင်တယ်အဲ့ဒီမှာ point တစ်ခုကိုတို့က x1 y1 z1 လို့ထားလိုက်မယ် ဒီ ABC ဆိုတာကအဲ့ plane မုံတောင်းမှန်ကြနေတဲ့ line ရဲ့ direct တဲ့ value အကယ်၍တောင်းမှန်ကြနေတဲ့ line မပေးထားဘူးဆိုရင် ABC ကိုတို့ဘယ်လိုရှာမလဲဆိုတော့ဒီ plane မုံက point 3ခုကိုဆက်လို့ရလာတဲ့ direct ရလာတဲ့ line တစ်ခုရဲ့ပါလေ direct တဲ့ value လေးကိုသုံးပြီးတော့ရှာမယ်เนาะ point 3ခုပေးထားရင်ဟို A ကို x1 1 1 7ထားလိုက်ရင် A နဲ့ B ဆက်မယ် A နဲ့ C ဆက်မယ်အကယ်၍တို့က B ကို x1 1 1 7ထားလိုက်ရင် B နဲ့ A ဆက်မယ် B နဲ့ C ဆက်မယ်ပေါ့เนาะ အဲ့ဒါဆိုတော့ directed value တွေက BA ရဲ့ BC ရဲ့ကိုသုံးပြီးတော့ဒီ ABC ကိုရှာမှာဖြစ်တယ်เนาะအဲ့တော့ x1 y1 b ကိုသုံးသွားမှာပေါ့အဲ့လိုကြိုက်တယ်လို့ထားလို့ရတယ်ကိုထားတဲ့ point ကိုမို့တည်ပြီး directed value ကလည်းပြောင်းသွားမှာပေါ့เนาะဟုတ်ပြီအဲ့တော့ down band ကြာနေတဲ့ line ရှိတယ်ဆိုရင် down band ကြာနေတဲ့ line ရဲ့ ဒရိုက်တဲ့ value ကိုသူကတွက်လို့ရတယ်မတည်ဘူးဆိုရင်အဲ့ဒီ plane ပေါ်မှာရှိတယ်သူပုံပုံ point 3ခုတိခဲ့တာ ਨੇ point 3ခုတိပြီဆိုတော့ ਨੇ အဲ့ point 3ခုကနေဒီ ABC ကိုလည်းရှာယူလို့ရတယ်လို့ဒီ detail မိုးလေးကိုလည်းပါဖြစ်လဲရှာယူလို့ရတယ်အဲ့ဒါဆို ABC လည်းတိပြီ detail မိုးလည်းရှာလို့ရပြီဆိုရင်သူက AX BY CZ D ဆိုပြီးတော့ cardinal form equation လေးကိုသူရေးတော့ရေးနိုင်သွားမှာဖြစ်တယ်ဟုတ်ပြီအဲ့တော့ ပဘာတိဖို့လိုလဲ point 3ခုသိရင်ရပြီနော် point 3ခုကနေပြီးတော့ ABC ကိုလည်းရှာလို့ရတယ် ABC သိတယ်ဆိုရင်အဲ့ဒီ ABC နဲ့ဒီတို့ x1 y1 z1 ယူလာတဲ့ point 2ခုနဲ့သုံးပြီး d ကိုရှာမယ်အဲ့တော့ ABCD ရရင်ဒီ equation ရေးလို့ရတယ်နော်ဟိုဒါ point 3ခုနဲ့ဒီဆောက်တဲ့ plane chapter 3တော့နော်အခုဒီမှာကျတော့ point 2ခုနဲ့ normal vector နဲ့ cartesian equation ကိုတိဆောက်ခဲ့တယ်ခွန်တော့ကလေးပဲပြောသွားတာเนาะ point တစ်ခုနဲ့ normal vector တည်တယ်ဆိုရင် plane ရဲ့ cartesian equation ကိုတို့ရေးနိုင်တယ်ဒီတူပဲ ax by ax + by + cz + d ပဲเนาะအပေါ်မှာလိုပဲဒီ term ကဒီမှာကျတော့ဒီ abc ဆိုတဲ့ခွန်တော့ derived value တွေ ਨੇ ဒီက point လေးရဲ့ component တွေမြောက်တာเนาะဒီမှာလည်းဒီတိုင်းပဲဒီက point လေးရဲ့ direct position better point a လေးရဲ့ position better ဒါလေးကဘာလဲ normal better ရဲ့ component အနေနဲ့အဲ့ဒီကူညှောက်မှာပေါ့နော် normal better ရဲ့ component အနေနဲ့ point a လေးရဲ့ position better ရဲ့ component နှစ်ခုညှောက်ရင်ဒီလိုမျိုးလေးပဲရမှာပဲဖြစ်တယ်။ဟုတ်ပြီဒီမှာ abc ကဘာတွေလဲသူကအဲ့ plane ကိုတောင်းမှန်ကြနေတဲ့ဒီ n better လေးရဲ့ဘာတွေလဲ component နေဒီမှာ abc ကဘာတွေလဲ plane ကိုတောင်းမှန်ကြနေတဲ့ line ရဲ့ directed value လေးအဲ့ဒါပဲကွာတယ်နော်တောင်းမှန်ကြတဲ့ line ချင်းအတူတူပဲဒီမှာကကြတော့ better မလို့ ဘက်တာရဲ့ component တွေသုံးတယ်ဒီမှာဘက်တာမပါသေးဘူး drive တဲ့ value ကိုတွက်ပြီးတော့ဒီမှာထည့်တယ်ပေါ့နော်အမှ n better ဒီမှာပါနေတဲ့ abc တွေကဘာကြီးလဲ n better လေးရဲ့ component တွေဒီမှာပါနေဒီမှာချက်တွေရမယ်ဘက်တာ a လေးရတယ်ဘာကြီးလဲဆိုရင် x1 y1 z1 ပေါ့ဒီ point a လေးရဲ့ coordinate သိရင်ဘက်တာ a လေးရဲ့ဘက်တာ a လေးကိုသိမှာပေါ့နော် point ရဲ့ coordinate သိရင်ဘက်တာ a ရဲ့ component တွေသိမှာ ဟုတ်ပြီနောက်တစ်ခုရှိသေးတယ်ဒီ chapter 4မှာကပတာဖောင်ဒါကာတီဆီယံဖောင်နောက်တစ်ခုပတာဖောင်ပတာဖောင်လေးကြတော့ဘလို define လုပ်လဲဆို point တစ်ခုနဲ့ direction ပတာနှစ်ခုနဲ့ define လုပ်ထားတာနော်ပတာ direction ပတာလေးက d1 ပတာ d1 ပတာ d2 သူ့ကိုတော့ပုံလေးမပေးတော့ဘူးနော်ဒါလေးကိုပတာ equation လို့ခေါ်တယ်။ဟုတ်ပြီ။အဲ့ဒီပတာ d1 နဲ့ပတာ d2 cross product မျှောင်းရင်ခုနကပတာ n ရတယ်ဆိုတာလည်းပြောခဲ့ပြီးပြီနော်။ဒီနှစ်ခုရဲ့ဆက်ဆက်ချက်။အဲအောင်မလို့ဒီမှာ point နဲ့ battery 1 battery 2သိရမယ်ဒီမှာကျတော့ point နဲ့ and battery လေးတစ်ခုပဲသိအောင်မယ်နော်အဲ့တော့ and battery ဒီနှစ်ခုသိတာ ਨੇ အတူတူပဲဖြစ်သွားတာအောင်အားကြောင့်မလို့နော်သဘောတရားတူတယ်ကဲဟုတ်ပြီဒါဆိုရင် chapter 3က plane equation chapter 4က plane equation နှစ်ခုဒါလေးတွေရှင်းပြီးတော့မှတ်စေချင်တာပေါ့နော်ဒါလေးတွေရှင်းပြီးတော့မှတ်လိုက်မယ်ဒီမှာပါနေတဲ့ abc ကဘာလဲ xyz ကဘာလဲ d ဆိုတာဘာလဲ ဒါလေးတွေသိဖို့လိုတယ်ဒီ1 D2 ကဘာလဲဟမ် A ကဘာလဲ R ကဘာလဲဒါတွေကိုသိပြီဆိုရင်ဘာတွေကိုဆိုလိုလဲဆိုတာသိပြီဆိုရင်တို့ equation မှာအစားသွင်းမှုအတွက်နံစားတွေကိုပုံစံမှာပြောင်းပြီးတော့ထည့်ထားရင်လည်းတွက်တတ်မှာပေါ့နော်ကဲဘီအဲ့တော့နောက်နေ့ကျရင်တော့ဒီ equation တွေကိုသုံးပြီးတော့ plane equation တွေရော line equation တွေရောအားလုံးကိုအသုံးပြုပြီးတွေ့ရတဲ့ပုံစံလေးတွေကိုတွေ့သွားမှာဖြစ်တယ်။အဲ့တော့ဒီနေ့ကတော့ဒီလောက်ပါပဲ။ နောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်